ဒုတိယစံတပ်မှုအခုစတင်ပြီးဘုံကအချိန်ုံတိုင်းတာပေးလိုက်မယ်မိတော့တခင်အား OBN ကတန်တမန်နှစ်ယောက်ကချက်ချင်းပဲရောက်လာပါတယ်ပြီးတော့နှစ်ယောက်ကြာမှမင်းနဲ့နေတဲ့အလင်းနဲ့တစ်ခုကဖြစ်ပြေးသွားပြီးဘုံကြီးတစ်လုံးကပေါ်လာပါတယ် ဘုံတစ်ထက်ရဲ့ရှီလီယာတဲ့တီးတန်ရုတ်တရက်ကောင်းကင်နဲ့မြေကြီးတစ်ခွင်မှာပဲ့တင်ထပ်သွားပါလေဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်မိုးချိုးမီဟီတန်ဒီဖုံးလွှမ်းသွားတဲ့အောင်ဘုံတန်ရင်တစ်ချက်ကထွက်လာပါလေဘုံတန်တစ်ချက်ကအသက်တစ်ခါရှူသင်းလို့ပဲမိုးချိုးအိုင်ထဲမှာချင်းညံ့သူ200နီးပါးတရားထိုင်နေကြပါလေပထမဆုံးဘုံတန်ကပဲ့တင်ထပ်သွားတဲ့အခါမိုးချိုးအိုင်ထဲကမိုးချိုးတွေကတုန်ခါသွားပြီးမြေပြင်ကနေသုံးလမလောက်မြင့်တက်လာပါလေမိုးချိုးတွေကမီဟီပြီးမိုးချိုးပစ်ချက်တွေကမိုးရသွန်းသလိုဖြစ်လာပါလေမိုးထဲမှာမိုးချိုးဝိညာဉ်ကရွှေလျ ရားပြီးမူဂျိုးရဲ့ဆောင်းကိုထုတ်လုပ်လိုက်ပါတယ်မူဂျိုးဝိုင်ထဲမှာအန်အသင်းစရာပြောင်းလဲမှုတွေကလည်းဖြစ်လာပါတယ်မူဂျိုးအမြောက်များအခြားချင်းချင်းသူတွေရဲ့ခန္ဓာကိုယ်ထဲကိုယူမှုနဲ့ဝင်ရောက်လာပါတယ်အချို့ကမူဂျိုးဝင်ဆိုင်ဖို့အတွက်အာယုံစိုက်ကြပြီးအချို့ကတော့ကာကွယ်ရေးရတနာတွေကိုထုတ်သုံးကြပါတယ်ယခုချိန်မှာမူဂျိုးဝိုင်ကအလေးနဲ့တလက်လက်နဲ့ထွက်ပေါ်လာပါတယ် ရှူတင်းကိုတော့မိုးကြိုးတွေကမိုးရောင်းနိုင်အောင်မိန်းနှင်းတွေမြှုပ်ခိုးများဝင်းရံထားပါတယ်။အခြားချင်းညံသူတွေမှာလည်းခူးခန့်နိုင်ဖို့အတွက်ကိုပိုင်နီလန်းတွေရရှိပါတယ်။ဝလင်းတွဲတော့မိုးကြိုးတွေကသူ့ရဲ့ကိုပေါ်ကနေဖြတ်တန်းသွားတော့ငင်ငင်လေးထိုင်ချနေပါတယ်။မိုးကြိုးအမြောက်များသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ပြီးမူလဝိညာဉ်ကိုအားဖြည့်ပေးနေပါတယ်။ရင်ဆဲနဲ့တိုက်ခိုက်ရန်ကနေရခဲ့တဲ့ထိုင်ရာတွေကလည်းမြန်ဆန်နဲ့ပြောက်ကွင်းသွားပါတယ်။ထိုရာရောင်းမှာတရတော်တရရှိတဲ့ခံစားချက်ပါ။ဝလင်းကမျက်လုံးလေးကိုမှိတ်ထားပြီးအခြားလူတွေကိုလှဲ့အောင်မကြည့်ပါဘူး။ ဒုတိယဘုံတန်ထွက်ပေါ်လာတဲ့အခါမိုးကြိုးအိုင်တွေကမိုးကြိုးတွေကပို့ပြီးတော့အကောင်းလာပါတယ်မိုးကြိုးဝိညာဉ်ကလည်းဟင်းအောင်လိုက်ပြီးမိုးကြိုးကြဖို့ဝင်ရလိုက်ပါလေကျဉ်ကျဉ်သူတယောက်ရဲ့ခန္ဓာကိုယ်ပေါ်ကိုကြောက်ရတိုင်းတွန်ခါသွားပါတယ်ဘုံတန်ကစရိုက်ကိုထွက်ပေါ်လာပါတယ်တတိယအချိန်စရုဒအချိန်ဒသမအချိန်ကိုရောက်တဲ့အခါမိုးကြိုးအိုင်တွေကမိုးကြိုးတွေကအန်းသိစရာအဆင့်ကိုရောက်ရှိသွားပါတယ် မွန်ဂျူပစ်ချက်ပေါင်းမေမတွနိုင်ဟာပေ30အမြင့်ထိရောက်ရှိသွားပြီးအရာအလုံးကိုဖုံးလွှမ်းသွားပါတယ်။တောင်ပိုင်းဒေသကျဉ်းကျဉ်းသူတရားဝဲမျက်နှာကလည်းဖြူဖြော့သွားပြီးသွေးများအထွက်လာပါတယ်။အာကောင်နဲ့တုံအောင်တစ်ခုကထိမှန်သွားသလိုပဲသူ့ရဲ့ခန္ဓာကိုယ်ကမွန်ဂျူတွေနဲ့အတူလင်းစင်သွားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကနေသွေးများလည်းထွက်လာပါတယ်။ ူကဒဏ်ရာရသွားပါပြီ။ရှူတင်ကိုဝင်းရထားတဲ့မြူခိုးတွေကလည်းပို့ပြီးတော့ပြင်ထန်လာပြီးမိုးကြိုးတွေကိုပိုင်းခြားနိုင်တယ်လို့ဖြစ်နေပါလေ။သူ့ရဲ့မျက်နှာမှာခံစားချက်ကင်းမဲ့နေပြီးဝလင်းကိုစိုက်ကြည့်နေပါလေ။ဝလင်းကဝင်လာတဲ့ရသူကကြည့်နေရပါ။ဝလင်းရဲ့လောက်ရတွေကထူးဆန်းလို့ပါလေ။ဒီရှူမှုကဘာခုကမူမောင်းကိုမလုပ်ဘူး။ရတနာပစီကိုလည်းမတုံ။ဒီနေရာသူ့အတွက်ချင်းချင်ရင်နေရာဖြစ်တယ်လို့ပဲငငယ်လေးကိုထိုင်နေရပိုပြီးတော့ထူးဆန်းတာသူ့ရဲ့ခန္ဓာထဲကိုဝင်ရောက်လာတဲ့အာကုန်းနဲ့မိုးချိုးတွေကပျောက်ကွယ်သွားတယ် ရှူတင်ကစဉ်းစားလေလေပို့ပြီးတော့အန်းတင်လေပါခမန်းချက်မျိုးလုံးကြည့်ပြင်မယ်အဖေတို့တော့ရှာမတွေ့ပါဘူးကောင်းကင်မှာတမန်တော်တယောက်ကလက်ကိုဝင်ရမ်းပြီးမင်းနဲ့နေတဲ့ဘုံကိုတိလိုက်ပါလေဆက်တစ်ချိန်မြောက်ဘုံတန်ကလည်းမူဂျိုးမီဟီတန်နေဈာမပစ်တင်ထသွားပါလေမူဂျိုးဝိုင်နေရမူဂျိုးအလုံးကလည်းတုံခေါက်သွားပြီးထုံနေရတစ်ခုလုံးမှဆူဆီးသွားပါလေခနာကြမှာပေတထောင်ရှေလျားတဲ့မွေးတကောင်ပုံတရံပေါ်လာပါလေမွေးပုံစံပေမဲ့ငကားနဲ့လည်းဆင်တူပါလေမူဂျိုးကနေဖဲစီထားရပါခေါင်းကနေအမိထိမူဂျိုးရဲ့ဖီအားတွေကိုထွက်လွန်နေပါလေထိုးရတော့မူဂျိုးဝိညာဉ်မှာမ ိုဂျိုဝိညာဉ်ဟာပုံတံတန်ပေါ်လာပြီးမီဟီလိုက်ပါရင်ထိုမီဟီတန်ရှီယောင်ခေကနေထွက်ပေါ်လာတဲ့မိုဂျိုမီဟီတန်လိုပဲကောင်းကင်နဲ့ကျဉ်းကျဉ်းသူအလုံးရဲ့စိတ်ကိုတုံလုံးစေပါရင် ရှူတင်းကိုဝင်းရထားတဲ့မဲနန်းနေတဲ့မြို့ခိုးတွေကတော့ပြုတ်ကွဲလို့နေပါဖြစ်သွားပါတယ်။သူ့ရဲ့မျက်လုံးလေးထဲမှာအန်သင်းမှုများပေါ်လာပြီးမြခုံးချားကနေမြို့ခိုးများထွက်လာပါတယ်။ရှူတင်းကတော့ဒီလိုဆိုရင်အခြားကျင်းရသူတွေအကြောင်းပြောနေစရာတော့မလိုတော့ပါဘူး။ကောင်းကင်ကိုတလုံးစီတဲ့မီဟီတန်အောက်မှာကျင်းရသူ၁၀ယောက်ချို့ကသွေးများအထွက်ပြီးလွတ်ဆင်သွားကြပါတယ်။ဆက်နှစ်ကြိမ်၊၃ကြိမ်၊၁၄ကြိမ်မြောက်ဘုံတန်များကလည်းထွက်ပေါ်လာတဲ့အခါမူဂျိုဝိညာဉ်မီဟီတန်ကပိုပြီးတော့ပြင်ထန်လာပါတယ်။နောက်ဆုံး၁၅ကြိမ်မြောက်ဘုံတန်ကထွက်လာတဲ့အခါမူဂျိုဝိညာဉ်ကအပြင်ကိုထွက်လာပါတယ်။ပါဇက်ကိုဟပြီးမူဂျိုတွေအမြောက်အမြောက်ထွက်လာ လိုက်ပါရင်မိုးချိုမီဟီတန်ဒီကြောင့်ကောင်းကင်ရဲ့အရောင်ကလည်းပြောင်းလဲသွားပါရင်ပဝင်ချင်းရချင်းချမ်းသူတွေရဲ့မျက်နှာကလည်းပြောင်းလဲသွားပါရင်အပြင်မှာရှိနေပေမဲ့မိုးချိုထေကကောင်းကင်စွာရဲ့ခုခံမရနိုင်တဲ့အဆုံးကိုခံစားမိကြပါရင် ထိုဖီအားစုပြုံလာပြီးမိုးချိုးဝိညာဉ်အားထွထုတ်လိုက်တဲ့အချိန်မှာအထုံးအထဲကိုရောက်ရှိသွားပါလေဒီဒီခါမှာတော့ကျဉ်းကျန်းသူအများပြားသူရဲ့မိလွေးစင်သွားပါလေသူတို့ရဲ့မျက်လုံးထဲကထိတ်လန့်မှုကအတိုင်းစားမရှိဖြစ်နေပါလေရှန်ကုန်ဟူကတော့အသေးအတန်ရုန်းကန်နေရပါလေထိုအချိန်တုန်းကသူ့ရဲ့ကန်တက်ကအသက်ရှူချိန်15ချိန်မှာယခုတော့သူ့ရဲ့ရင်ထဲမှာစုပ်ကင်ထားစေမယ့်ယုံကြည်ချက်တစ်ခုကရှိနေပါလေကြံကုန်လေးရလေနှဆိုင်စွာနဲ့အသက်ကိုရှူသိမ်းပြီးမိုးချိုးလေးကိုခံနိုင်ရှိအောင်သွားမြောက်ကိုတင်းတင်းဆေးထားပါလေလက်ချောင်းချောင်းကျဉ်းကျန်းသူနဲ့ခေါင်းကြီးကောင်လေးရလေအတူတူပါပဲသူကရင်သူတို့ကသူတို့ရဲ့ စွမ်းစားကိုအပြည့်အဝမတုံးပဲပို့ပြီးတော့ shadow ball နေနေကြပါလေတို့ရရင်သူတို့ရဲ့ shadow ball နေမှုကဝယ်လင်းနဲ့ရှင်လို့တော့မရပါဘူးဝယ်လင်းထိုင်နေတဲ့အချိန်မှာမိုးချိုးအမြောက်များကသူ့ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာပြီးသူ့ရဲ့မူလဝိညာဉ်ကိုအဖိပေးနေပါလေ အရင်ကရရှိခဲ့တဲ့ဒဏ်ရာအလုံးကလည်းလုံးဝပျောက်ကင်းသွားပြီးဒါနေမကပဲရောက်ပင်းရဲကြောက်ရရှိခဲ့တဲ့ပုံကွဲနေတဲ့ဒဏ်ရာတွေကတော့လုံးဝပျောက်ကင်းသွားပါပြီမူโจဝင်းညင်ရဲ့မူโจအစွမ်းနဲ့ပြင်းနေတဲ့ဟိမ့်တန်နေရာဝင်လင်းရဲ့နားထဲကိုရောက်တဲ့အခါကလေးတယောက်ကသူ့ကိုအဟိနေတယ်လို့ပဲအနေငယ်တော့ထူးဆန်းမိမယ်ထိုးရသူခံစားရတဲ့အတိုင်းပါ ထိုကလေးကအခြားလူတွေရဲ့မျက်လုံးထဲမှာအလွန်အမဆွမ်းထက်ပေမဲ့ဝလင်းရဲ့မျက်လုံးထဲမှာတော့တမန်ကလေးတစ်ယောက်ပါပဲပို့ပြီးတော့တတိကျပြောရမယ်ဆိုရင်မူဂျုံငကားတစ်ကောင်အဖြစ်ဆက်လက်တိုးတက်ပြောင်းလဲနေတဲ့ကလေးတစ်ယောက်ပါဝလင်းရဲ့မျက်နှာကတော့ခပ်ပြွဲပါပဲသူကပဝင်ချင်းရအရာအလုံးကိုလိလုရှူထားပါတယ်မျက်လုံးမဲ့ပြီးမူဂျိုးလေးကိုစိုးရွားမှာအာယုံဆိုင်လိုက်ပါတယ် ထိုးရသူ့ရဲ့ရှေးအောင်မူဂျုံနကမူလာဝိညာဉ်ကိုတဖြည်းဖြည်းနဲ့ပို့ပြီးတော့အကောင်လာစီပါရင်ဘုံ15ချက်အပြီးမှာမူဂျုံဝိညာဉ်ပေါ်ကကန့်သက်ချက်တွေကိုဖယ်ရှားလိုက်ပါရင်ထိုးရဟင်းသက်ပေပြီးသူ့ရဲ့ခန္ဓာကိုယ်နဲ့ပုံဝင်ခြင်းကိုပို့တိုက်လိုက်ကမူဂျိုလိုင်းလေးကိုဖျက်ပေါ်စီပါရင်ကျဉ်းကျဉ်းသူ၁၀ရောက်ချို့မူဂျိုတွေကထိမှန်သွားပြီးမျက်နှာဖျော့ဖျော့သွားကဒတိလစ်သွားပါရင် မိုးကြိုးဝင်းညင်ဟာအလုံးအမပျော်ရှင်နေပုံရပြီးဟိန်တန့်ဘေးကထပ်ပြီးတော့ပုတ်တက်လိုက်ပါတယ်ဒီဒီခါမှာတော့ဝင်လင်းကလည်းပါသွားပါတယ်မိုးကြိုးဝင်းညင်ဟာပုတ်တက်လိုက်တဲ့အချိန်မှာဝင်လင်းရဲ့မျက်လုံးတွေကရုတ်တရက်ဖွင့်လိုက်ပြီးမိုးကြိုးဝင်းညင်ကိုစိုက်ကြည့်လိုက်ပါတယ်သူ့ရဲ့အကြီးကရော်ရော်ပီးသားသူတစ်ယောက်ကမသိနာမလေးတဲ့ကလေးတစ်ယောက်ဆော့ကစားနေတာကိုကြည့်နေသလိုပါပဲမိုးကြိုးဝင်းညင်ကြီးကမာနာတက်နေတော့ရှူမှုရဲ့အကြီးကိုရုတ်တရက်တွေ့လိုက်ရပါတယ်ထို့အကြီးကသူ့ရဲ့ခန္ဓာကိုယ်ကိုဖောက်ထင်းပြီးမိုးကြိုးဝင်းညင်ပေါ်ကိုကြောက်လာပါတယ်သူ့ရဲ့ဝင်းညင်ထဲကမွေးဆက်ခံမှုကနေထွက်ပေါ်လာတဲ့အစွမ်းထက်တဲ့စွမ်းအားတစ်ခုကသူ့ရဲ့ခန္ဓာတစ်ခုလုံးကိုဖျက် တန်းသွားပါတယ်ကြောက်လန့်နေကြတဲ့အဟိပီသူ့ရဲ့ခန္ဓာကိုယ်ကတုံ့ဝင်သွားပါတယ်ရှူမူးစီကိုဥတီနေတဲ့သူ့ရဲ့ခန္ဓာကိုယ်ကရက်တန့်သွားပြီးနောက်ဆုတ်သွားပါတယ်သူ့ကိုသူ့ရဲ့ဗီဇာကလွတ်ဆုံသွားတာဖြစ်ပြီးနောက်ဆုတ်ဖို့အတွက်တွန်းအားပေးနေတဲ့အစွမ်းထက်တဲ့ဇွမ်းအားတစ်ခုကရှိနေတယ်လို့ပါပဲရှူမူးကမျိုးလုံးမှိတ်ပြီးမိုးချိုးဝင်းညင်ကိုအာယုံမဆိုင်တော့ပါဘူး ထိုမိုဂျိုဝိညာဉ်ကသူဝိညာဉ်ရဲ့အစိပ်ပိုင်းသေးသေးလေးတစ်ခုသာဖြစ်တယ်လို့သူကမှတ်ချက်ချမိပါတယ်မိုဂျိုကောင်းကင်ဘုံနယ်ပယ်ကတကယ်မိုဂျိုဝိညာဉ်ကဒီလိုမဖြစ်နိုင်ပါဘူးမိုဂျိုဝိညာဉ်ရဲ့ခန္ဓာကိုယ်ကလည်းနောက်ဆုပ်သွားပြီးမျိုးလုံးတွေထဲမှာကြောင်းမှုတွေကပြင်းထန်နေပါတယ်မိုဂျိုဝိညာဉ်ကသူ့ရဲ့ဉာဏ်ရင်ကိုနှုတ်ဆက်ပြီးဖြစ်နေပါပြီ အစားတော့ချင်းချင်းသူတွေကိုချင်းချောင်းမှုလို့မမတ်ယူခဲ့ပေမဲ့ယခုတော့သူ့ရဲ့ဘိုးဘေးတွေနဲ့တွေ့ဆုံနေရသလိုခံစားနေရပါတယ်ထို့ခံစားချက်ကသူ့ရဲ့မိုးချိုးဝိညာဉ်ကနေလာတာပါ သူမွေးဖောက်မလာခင် မျိုးဆက်ခရေကနှစ်ကိုခံနာရတဲ့မျက်ညံတစ်ခုပါရှေးခေတ်ကာလတုန်းကကောင်းကင်ကမိုးချိုးနဂါးတွေကမိုးချိုးစွမ်းအားတွေကိုပေးရခဲ့ပါတယ်မိုးချိုးနဂါးတွေကထိုနေရာကနေမွေးဖွားလာတာပါမူဂျိုအားနဲ့မွေးဖွားလာပြီးမူဂျိုအားလုံးရဲ့ဝိညာဉ်တွေလိုယူဆကြပါတယ်။ကောင်းကင်နဲ့မြေပြင်ကမူဂျိုအားလုံးကမူဂျိုနဂါးတွေရဲ့ပိုင်ဆိုင်မှုပါ။ တော်ရတဲ့မိုးကြိုးနဂါးတွေကမတင်နိုင်တဲ့သဇဝါတွေတော့မဟုတ်ပါဘူးမိုးကြိုးကနေမြွေဖွားလာပြီးတစ်ဆုံတဲ့အခါမိုးကြိုးဝင်းညင်းတွေအဖြစ်ပြောင်းလဲပြီးလေဟာနယ်ထဲကိုပြန်သွားကြပါတယ်ပြီးတော့မိုးကြိုးဆွမ်းအားစီကိုပြောင်းသွားပါတယ်တော်ရတဲ့မိုးကြိုးကောင်းကင်ဘုံနယ်ပယ်မှာဒီလိုမိုးကြိုးဝင်းညင်းတစ်ခုကရှိခဲ့ပြီးပါတယ်ကောင်းကင်ဘုံသားတွေကသူ့ကိုမပြောက်ွက်သွားအောင်နီလန်းတစ်ခုသုံးခဲ့ပြီးမိုးကြိုးကောင်းကင်ဘုံနယ်ပယ်ရဲ့အဆောက်အအုံသားရဲ့ဖြစ်လာအောင်လုပ်ခဲ့ပါတယ်မိုးကြိုးကောင်းကင်ဘုံကြောင့်ကမိုးကြိုးဝင်းညင်းကမိုးကြိုးကောင်းကင်ဘုံနယ်ပယ်ကိုဆောက်ရှောက်နေတဲ့မိုးကြိုးဝင်းညင်းကနေခွဲထွက်လာတဲ့အစိတ်ပိုင်းတစ်ခုပါရှူမှုကိုတွေးတဲ့အခါသူကတခါ မှမခံစားရဘူးတဲ့တုံလုံးထောက်ချောင်းမှုကိုခံစားလိုက်ရပါတယ်။ကံကောင်းထောက်မဆွာနဲ့ရှူမှုကမျက်လုံးလေးကိုမှိတ်လိုက်တဲ့အခါရှေးအောင်မူဂျိုးနဂါရဲ့ဖုံးလူကိုယ်တွေကိုမထုတ်လို့တော့ပါဘူး။ရှူမှုကမူဂျိုးဆုပ်ယူတော်ကိုပဲအာယုံဆိုင်နေပါတယ်။မူဂျိုးဝိညာဉ်ကလည်းစိတ်အသာရသွားပါတယ်။ဒူဝါရင်ဒေါသတွေပြင်းနေတဲ့အတွက်ချင်းချင်းသူတွေစီကိုတိုးဝင်သွားပါတယ်။ထိုအရာအလုံးကိုမြင်တဲ့အခါမင်းနဲ့နေတဲ့မြို့ခိုးတွေချာမှရှူတင်ရဲ့မျက်လုံးလေးကမရှူတိုင်လို့ထုံးလင်းနေပါတယ်။သူ့ရဲ့စိတ်ကအကြီးအကျယ်ကိုတုံလုံးသွားပြီးမြင်တွင်းနေရတာတွေကိုမြုံနိုင်ဖြစ်သွားပါတယ်။ ဒီရှူမှုကတကယ်ကိုအံ့ဩစရာကောင်းလို့နေဒါဘလို့လုပ်ပြီးတော့ဖြစ်နိုင်ပါလိမ့်သူကမိုးโจဝင်းညင်ကိုကြည့်ုံနေမိုးโจဝင်းညင်ဟာကြောက်လန့်ပြီးတော့ပြေးသွားတယ်ပြီးတော့သူ့ရဲ့ပုံစံဂျူနီယာတယောက်ကမိသားစုအကြီးအကဲကိုတွေ့လိုက်ရတယ်လို့ပဲ ရှန်ကုန်ဟူအားလည်းထိုအရောက်သတိထောင်မိပါသည်။သူ့ရဲ့မျက်လုံးထဲမှာယူသွမှုများပြင်းထန်နေပြီးရှူမူနဲ့ပထမအဆုံးတွေ့ဆုံခဲ့ရတဲ့အချိန်ကိုမေးမြန်းနိုင်ဖြစ်နေပါသည်။မိုးကြိုးရေကန်တစ်ခုမှရှူမူနဲ့ပထမအဆုံးတွေ့ခဲ့တာပါ။မိုးကြိုးရေကန်ကနေထွက်လာတဲ့လွေးနေတဲ့ဆန်ဖြူနဲ့ပုံရိပ်သူ့ရဲ့ခန္ဓာတစ်ခုလုံးကိုဖြုတ်ကွဲတော့မဲ့အကြည့်တွေနဲ့သူကဘရောမမေးလို့မရတဲ့အရာတစ်ခုပါ။ငါရဲ့အရှင်သခင်ရှန်ကုန်ဟူရဲ့မျက်လုံးထဲကယူသွမှုကလည်းပိုပြီးတော့များလာပါသည်။ကြံကုန်လေးကလည်းရှူမူကိုကြည့်ပြီးအသက်ရှူတံမြန်သွားပါသည်။မိုးကြိုးရေကန်မှာရှန်ကုန်ဟူနဲ့သူ့ရဲ့တိုက်ပွဲကိုသတိရသွားပါသည်။ရှူမူရဲ့လမ်းညွှန်မှုအောက်မှာ ရှန်ကုန်ဟူကမိုဂျူရဲ့ဥပဒေကိုထိန်းချုပ်လာနိုင်တာပါ။ သူတွေမကပဲသူ့ရဲ့အနီးအနားချင်းချင်းသူတွေကလည်းထိုးရောက်သတိထားမိပါတယ်သူတို့ရဲ့စိတ်တရားတော့တလုံးသွားပြီးမျက်လုံးလေးထဲမှာအံအသိမှုများပြင်းထန်နေပါတယ်ရှူမှုကတော့ထိုးရအလုံးကိုလှုပ်ရှူထားပါတယ်သူထိုင်နေတဲ့နေရာမှာမိုးကြိုးဥပဒေကိုထိန်းချုပ်ဖို့အတွက်စတင်လှုပ်ဆောင်နေပါတယ်တဖြည်းဖြည်းနဲ့စိတ်နှမြုပ်သွားပြီးပုံဝင်ချင်းကိုမရောက်သွားပါတယ်ဆူတောင်းဖြဖို့ကချင်းရွှေရမျက်လုံးလေးကိုမှိတ်ဆင်းပြီးမပြတ်သားတဲ့အပြုံတစ်ခုကိုပြုံးလိုက်ပါတယ်ဘေးမှာမိရောက်တခင်ရအောင်ခဏတာအံအသိမ့်သွားပြီးခါတိတဲ့အပြုံတစ်ခုကိုပြုံးလိုက်ပါတယ်သူ့ကူညီတာမပေါဘူးဆိုရင်ထိုးရှူမှုကမိုးကြိုးဝိညာဉ်တစ်ခုအဖြစ်ကျင့်ကြံနိုင် ော့မယ်ဆိုတာသူကမေ့သွားပါတယ်ထိုမြေကြီးစမ်းသပ်မှုကရှူမှုအတွက်ဘာအခက်အခဲမှမရှိသလိုသူ့အိမ်နောက်ဖေးထဲကိုလမ်းဝင့်နေတယ်လို့ပါပဲမေးလိုက်တော့သူ့ရဲ့မိုးကြိုးသားကြီးကိုငှားသုံးတဲ့အတွက်ရော်ချီလို့သဘောထားပြီးချင်းရွှေနဲ့ငါရဲ့အရင်ချိန်ကဆက်ဆံရေးကိုပဲပြန်ပြင်လိုက်တော့မယ် မိရောက်တခင်ကခက်ရွေးရပြုံးလိုက်ပြီးဝန်လင်းကိုတော့မတားစီလိုက်ပါဘူး။မိုးချိုးဝင်းညင်ကတော့ဝန်လင်းရဲ့ထောက်လန့်မှုကိုခံစားရပြီးအတီးကဲတယောက်ရဲ့စုံကောင်းမှုကိုခံလိုက်ရတဲ့ကလေးတယောက်လို့ဖြစ်သွားပါရင်ဟိန်ဟောက်လိုက်ပြီးဒေါသဖတ်ဖို့အတွက်အခြားချင်းချင်းသူတွေစီကိုပြင်းဝင်သွားပါရင်သူ့ရဲ့ပထမအဆုံးပြမျက်ကရှီစီဖန်ရဲ့ဝမ်ကွက်ညီကိုအပြောင်ဝေးဝင်ထားတဲ့ချုံမောတဲ့လူငယ်ပါ။သူ့ရဲ့လက်ရည်ကစိတ်ဖဲလိုက်ပြီးကြောက်စိမ့်သုံးလုံးကသူ့ရဲ့ရှေ့မှာပေါ်လာပါရင် သူစီကိုဥတီလာတဲ့မိုဂျိုအလုံးကိုကြောက်စင်းသုံးလုံးကနေဆွဲယူလိုက်ပါတယ်မိုဂျိုဝိညာဉ်ကလည်းဟင်းယုံလိုက်ပြီးသူစီကိုဓာတ်ရိုက်ပြေးဝင်လာပါတယ်မိုဂျိုဝိညာဉ်ရဲ့ဟင်းတန်ဟာပြင်းထန်တဲ့တဲယောက်မှုကိုတည်ဆောင်းလာပါတယ်အပြောင်ဝှဆုံတဲ့လူငယ်ရဲ့မျက်နှာမူရာကလည်းပြောင်းလဲသွားပြီးဆုတ်ခတ်ဖို့အတွက်ကြိုးစားပေမယ့်နောက်ဆုံးမှတော့တော်မယောက်ကိုတည်တင်အန်ကျလိုက်ပါတယ်ချစ်ချင်းပဲမိုဂျိုဝိညာဉ်ရဲ့ခန္ဓာကိုယ်ကအပြောင်ဝှဆုံတဲ့လူငယ်ကိုဝန်တိုက်လိုက်ပါတယ်မိုဂျိုအိုင်နဲ့ကမိုဂျိုတွေအလုံးကိုကွဲကြိတ်သွားစေတဲ့ ကဘာကြီးကိုတလုံးစီတဲ့အတန်တစ်ခုကလည်းပြတင်ထွက်သွားပါလိမ့်။ကြောက်စင်းသုံးလုံးကချက်ချင်းပဲမှုမှုမြက်ကိုအမှုမွားရိဖြစ်ကွဲကြည့်သွားပါလိမ့်။အပြောင်ဝေယုံတဲ့လူငယ်ကတွေးရအများကြီးထွက်လာပြီးချက်ချင်းပဲနောက်ဆုတ်သွားပါလိမ့်။ဒိုးဝရင်မိုးကြိုးဝင်းကြီးကဒေါသဖက်နေပြီးတီးမခတ်နိုင်တော့ပါဘူး။ပါဇက်ကိုဟပြီးအစုံမဲ့မိုးကြိုးများကိုထုတ်လွှင့်ရင်အပြောင်ဝင်းဆုံတဲ့လူငယ်နောက်ကိုလိုက်သွားပါလိမ့်။အပြောင်ဝင်းဆုံတဲ့လူငယ်ကအရင်အောင်မြင်မြဆုတ်ခပြီးမိုးကြိုးဝိုင်ကနေမြန်ဆန်နဲ့ထွက်သွားပါလိမ့်။သူ့ရဲ့မျက်နှာမူရာမှိုင်မဲနေပြီးနောက်လူတယောက်စီကိုဥတီနေတဲ့မိုးကြိုးဝင်းကြီးကိုကြည့်နေလိုက်ပါလိမ့်။ဘုံတန်16ချမ်းမြောင်းတဲ့18 ချမ်းမြောက်ကလည်းပြင်းထန်လာပြီး16ချမ်းမြောက်ပြင်းထန်တဲ့အထွက်ပေါ်လာတဲ့အခါမူဂျိုဝိညာဉ်ဟာပေါက်ကွဲထွက်လာပါတယ်။ကွေးမြင့်နေရာကျင်းသူအလုံးကလည်းပြင်ပောက်လွှတ်သွားပါတယ်။မူဂျိုဝိညာဉ်ဟာဟိန်ဟောင်းရဲ့ယူလျာလာပါတယ်။ဒီတခါသူ့ရဲ့ပြမတ်ကရှန်ကုန်ဟူနဲ့ကြံကုန်လဲပါ။သူတို့နှစ်ယောက်လုံးကခက်ရွေးရဲ့ပြုံလိုက်ပြီးထိုမူဂျိုဝိညာဉ်ကိုရှောင်ဖို့အတွက်အမြင်မဲ့ဆုတ်ခောက်သွားပါတယ်။ခေါင်းကြီးကောင်လေးနဲ့လက်ချောက်ချောင်ရှိတဲ့ကျင်းကျန်သူအနောင်16ချမ်းမြောက်မှာထွက်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒေါသထွက်နေတဲ့မူဂျိုဝိညာဉ်ကိုသူတို့ကမနှောက်ယှက်ချင်ပါဘူး။ ထိုးအချိန်မှာမိုးကြိုးအိုင်ထဲမှာလူနှစ်ယောက်ကသာအကျန်တော့ပါတယ်ရှူတင်းရဲ့ပက်လက်ကမဲမောင်းနေတဲ့မြို့ခိုးတွေကအရန်အုံးမှထုတ်ထွက်နေပါတယ်မဲမောင်းနေတဲ့မြို့တွေကသူ့ရဲ့ပက်လက်ပေ30အတွင်းကအရာအလုံးကိုဖုံးထားပြီးမိုးကြိုးတွေကအထဲဥဝင်နိုင်ပါဘူးဝယ်လင်းကရှူတင်းရဲ့အကွာပေးထောင်မှာတင်းငိမ်စွာနဲ့ထိုင်နေပါတယ်မိုးကြိုးတွေကသူ့ရဲ့ခန္ဓာကိုယ်ဝင်းရံထားချိန်မှာသူ့ရဲ့မျက်လုံးလေးကိုမှိတ်ပြီးတင်းငိမ်စွာနဲ့ထိုင်နေပါတယ်ဝယ်လင်းရဲ့စပင်ရှယ်တွေကလေမရှိပဲလှောင်ရှားနေပါသေးတယ်သူ့မှာမိုးကြိုးကောင်းလေးပုံသားရဲ့စိတ်နဲ့စိတ်ထားရှိနေပါတယ် ရှူတင်ကသူ့ရဲ့စိတ်ထဲမှာတိတ်တိတ်လေးညှဉ်းညွနေပါတယ်။မိုးကြိုးတွေကပူပိုပြီးအကောင်းလာနေပြီးသူကတော့မနေ့ခုခန့်ပြီးတော့ခန်းစားနေရပါတယ်။ဝင်လင်းကိုမြင်တဲ့အခါသူကအရင်ဟုတ်မှစိတ်ပြတ်သွားပါတယ်။သူကဘလို့လို့ပြီးဒီလောက်ကြကြခံနိုင်ရှိရလဲ။ငါကတော့မနေ့ခန်းစားနေရပြီ။သူကဘာမှဖြစ်သလိုပဲ ငါရှုံးမဖေးဘူးရှူတင်းရဲ့မျက်နှာမူရာပို့ပြီးတော့ပြင်ထက်လာပြီသူ့ရဲ့မျက်ခုံးတစ်ခုကြားကနေမင်းနဲ့နေတဲ့အမှုတ်များပို့ထွက်လာပါတယ်မိုးချိုးဝင်းကြီးဟာရုတ်တရက်လက်လိုက်ပါတယ်ဝင်လင်းတော့မနှောက်ရှက်ရတာကြောင့်ရှူတင်းကိုစိုက်ကြည့်လိုက်ပါတယ်ဟိန်ဟောက်လိုက်ပြီးပြေးထွက်လာပါတယ်သူကရွေလျားတဲ့အခါမိုးချိုးအိမ်တစ်ခုလုံးကပြင်းထန်စွာနဲ့လင်းလက်သွားပြီးမိုးချိုးဝင်းကြီးထဲကိုဝင်ရောက်သွားတာကြောင့်ရှီအောင်မိုးချိုးရဲ့ဖီးယားတင်နဲ့ပြင်းထန်သွားပါတယ်သူကပစောဟပြီးရှူတင်းကိုအတင်းမြှုပ်ချဖို့အတွက်ကြိုးစားလာပါတယ်ရှူတင်းရဲ့ပလက်ကမဲမောင်းနေတဲ့မြှူတွေကရွတ်တူတူလိုပျောက်ကွယ်သွားပါတယ်သူ့ရဲ့မျက်နှာကဖြူဖြောက်သွားပြီးနောက်ဆုတ်သွားလိုက်ရပါတယ် ်မွန်ဂျိုဝမ်ရဲ့အဖေကိုရောက်တဲ့အခါရှူတင်ရချက်ချင်းပဲဟိန်းအောင်လိုက်ပါလေငါရှုံးမပေးဘူး ဒီရှူမူကလိန်နေရဖြစ်ရမယ်မိုးချိုးဝိညာဉ်ဟာရှူတင်းကိုကြည့်လိုက်ပြီးဝင်လင်းစီကိုလှည့်လိုက်ပါတယ်ဟင်းအောင်လိုက်ပေမဲ့သူ့ရဲ့အနာအောင်တော့မကန်ရဲပါဘူးဝင်လင်းစီကနေသူ့ကိုတော်လုံးစေတဲ့အချိန်မှာတစ်ခုကိုခန်းစားနေရပါတယ်ဝင်လင်းကမျက်လုံးလေးကိုဖင်လိုက်ပါတယ်သူကမျက်လုံးကိုဖင်လိုက်တဲ့အချိန်မှာမိုးချိုးနှစ်ချက်ကထွက်လာပါတယ်သူကမတည့်လိုက်ပြီးခဏလောက်စဉ်းစားလိုက်ပါတယ်ပြီးတော့ထိုနေရာမှာရှိတဲ့လူတိုင်းရဲ့အကြည့်အုံမှာမိုးချိုးဝိုင်းရဲ့အလဲဘို့ကိုရှောက်သွားပါတယ်အရင်ကသူကမှုံဝါးနဲ့တစ်ခုခုကိုရှင်းရှင်းလင်းလင်းနားလည်လိုက်တယ်လို့ခန်းစားလိုက်ရပါတယ်ယခုတော့အလဲဘို့ရောက်တဲ့အခါသူကချက်ချင်းပဲတမျိုးခွေထိုင်ပြီးတော့ကျဉ်ညံလိုက် ပါရင်ထုံမင်ကွင်းရပဝင်းကျင်းရကျင်းတို့အားလုံးကိုအန်းသိမ့်စေပါရင်ဒေါရှူမူကမိုးကြိုးတောင်ကိုမခံရပဲအေးစီပဲသူကဘလို့ကျင့်ညက်နေကိုကျင့်ညက်နေရရလဲ မိုးကြိုးဝိညာဉ်ဟာရှူမှုကိုကြောက်နေတဲ့ပုံပဲဒီကိစ္စကတော်တော်စမ်းကြဲ့တယ်ဒီရှူမှုကတံမှန်လူတော့မဟုတ်ဘူးရှူတင်ရဲ့အသက်ရှူတန်တွေကမြန်သွားပါလေသူကအတော်တန်ကြာမှလက်ထွက်သွားပါလေမိကြီးစမ်းသက်မှုကရှူမှုအတွက်ဘာမှမဟုတ်မှန်ရှူမှုကသူနဲ့မတူကွဲပြားမှန်သူကတိလိုက်ပါပြီဘုံတန်တွေကမရက်သွားပါဘူးဘုံတန်တွေကဆက်လာရတဲ့အမြဝလင်းကမတုံမလို့ရက်နေပါလေမိုးကြိုးဝိညာဉ်ဟာသူ့ရဲ့ပက်လေမှာယူလျားနေပြီအကြီးတွေကပူပူပြီးတော့ကြံတက်လာပါလေသူ့ရဲ့ဝိညာဉ်တွေကတခုခုကဝလင်းကိုပို့ပြီးတော့ဝါမြင့်ချင်တဲ့စိတ်များကိုဖိဖို့စီပါလေနောက်ဆုံးမှတော့သူ့ရဲ့စိတ်ကိုလွှမ်းမိုးသွား ားပါတယ်သူကိုယ်တော်ဝါမြူလိုက်ရင်မိုးကြိုးနဂါဖြစ်သွားနိုင်ပါတယ်မိုးကြိုးဝိညာဉ်ရဲ့ဝိညာဉ်ထဲမှာယူသွနေတဲ့အဟိတန်တစ်ခုဟာရှိနေပါတယ်ထိုအတန်ကလောဘနဲ့ပြင်းနေနေပါတယ်ထိုလောဘကမိုးကြိုးဝိညာဉ်ကိုတုံလုံးစီအောင်လို့လှုပ်ဆော့ပေးနေပါတယ်သူကအဟိနေပြီးကွင်းမြင့်ထဲကမိုးကြိုးအလုံးကသူ့ရဲ့ကိုယ်ပေါ်မှာစူဝေးလာပါတယ် မိုးကြိုးတွေကပူပူပြီးတော့ဆူဝေးလာပြီးနောက်ဆုံးမှတော့အဟိလိုက်ပြီးပြတ်ထွက်သွားပါတယ်။သူကရွေလျားတဲ့အခါမိုးကြိုးတွေအလုံးကမဆုံနိုင်အောင်တကြိတ်ကြိတ်ဟိန်းနေပါတယ်။မိုးကြိုးတွေကမိုးကြိုးပင်းပေါ်မှာဆူဝေးလာတဲ့အခါကွင်းပြင်းမျက်နှာပြင်ပေါ်မှာအကွဲကြောင်းတွေကပေါ်လာပါတယ်။မွေးပုံတရံမိုးကြိုးဝင်းကျင်ဟာကြောက်မက်ဖွယ်ရာကောင်းတဲ့လောဘနဲ့အတူပြတ်ထွက်သွားပါတယ်။ငကားဖြစ်ဖို့ဆုံးဖြတ်ချက်နဲ့ဝန်လင်းစီကိုတုံးဝင်သွားပါတယ်။မိုးကြိုးအိမ်တစ်ခုလုံးကထိုတိုက်ခိုက်မှုတွေကိုဆွဲခုတ်ခံရသလိုပဲမြေုံနိုင်စရာစွမ်းကဝန်လင်းစီကိုရုတ်တရက်ချင်းကပ်လာပါတယ်။ထိုအချိန်မှာဝန်လင်းရဲ့မျက်ခုံးတစ်ခုကြားမိုးကြိုးတစ်ချက်ကလက်သွားပြီးသူ့ရဲ့ရှေးရောင်မိုးကြို နဂါမူလဝိညာဉ်အားလည်းထွက်လာပါတယ်။ရှေးရောမူဂျူနဂါတွေဟာကောင်းကင်ရဲ့အောက်ကမူဂျူအားလုံးရဲ့တမန်တော်တွေပါ။ဝလင်ကသူနဲ့အပြိုးအဝပေါင်းစည်းရသေးပေမဲ့အချိုးကျစုတဲ့အများကြီးကိုရရှိခဲ့ပါတယ်။ရှေးရောမူဂျူနဂါနဲ့သူကသာအပြိုးအဝပေါင်းစည်းသွားမယ်ဆိုရင်ကဘာပေါ်ကမူဂျူအားလုံးကသူ့ရဲ့လက်ထဲမှာရှိနေပါလိမ့်မယ်။ရှေးရောမူဂျူနဂါကပေါ်လာတဲ့အချိန်မှာမူဂျူဝိညာဉ်ရဲ့ခန္ဓာကိုယ်ကအကြီးအကျယ်ကိုတုံ့လုံသွားပါတယ်။ဝလင်ရဲ့မူလဝိညာဉ်ကနေသူ့ကိုတုံ့လုံစေပြီးခုခံလို့မရတဲ့အချိန်ဝါတစ်ခုကလည်းထွက်လာပါတယ်။ ခုခန့်လို့များတဲ့အရှိန်အဝါတစ်ခုကလည်းထွက်လာပါရင်ထိုခန်းစားချက်ကသူ့ရဲ့ဝိညာဉ်ထရေကအမွေဆက်ခတ်မှုကနေလာတာပါသူကချင်းညံ့သူအလုံးဝါမြွနိုင်ပေမဲ့သူ့ရဲ့ဘိုးဘေးရဲ့အရှိန်အဝါကိုရင်ဆိုင်ရတဲ့အခါသူ့မှာဘာရစွမ်းတတိမှမရှိတော့ပါဘူးတို့ရရင်သူ့ရဲ့ဝိညာဉ်ထရေကယူသွနေတဲ့အော်ဟိတန်အားပို့ပြီးတော့ပြင်ထန်လာပါတယ်သူ့ကိုယ်တော်ဝါမြွလိုက်ရင်မိုးကြိုးနဂါဖြစ်သွားနိုင်တယ်ဝယ်လင်းရဲ့ရှေးအောင်မိုးကြိုးနဂါမူလဝိညာဉ်အားဟင်းအောင်လိုက်ပြီးမိုးကြိုးဝိညာဉ်ကိုဓာတ်ရိုက်ဝါမြွအတွက်ကြိုးစားလိုက်ပါတယ် မိုးကြိုးဝိညာဉ်ရဲ့ခန္ဓာကိုယ်ကပြင်းထန်စွာနဲ့တုန်ခတ်သွားပါတယ်ဝိညာဉ်ကနေထွက်လာတဲ့အတန်ကြောင့်မိုးကြိုးဝိညာဉ်ဟာကြောင်းလန့်တကြားနဲ့အဟုတ်ပြီဝန်လင်းရုံမျိုးချဖို့အတွက်ပြန်လည်ကြိုးစားလိုက်ပါတယ်ရှေးအောင်မိုးကြိုးငကနဲ့မိုးကြိုးဝိညာဉ်တို့ရဲ့ထိတဲ့တွေ့ဆုံမှုကြောင့်မိုးကြိုးရေကန်ထဲမှာကြီးမားတဲ့လိုင်းလုံးကြီးတွေဟာဖြစ်လာပါတယ်ထိုအရာမကြုံစဘူးမိုးကြိုးမုန်တိုင်းတစ်ခုကိုဖြစ်ပေါ်စေပါတယ်ဝင်လင်းရဲ့ရှေးအောင်မိုးကြိုးငကမူလဝိညာဉ်နဲ့မိုးကြိုးဝိညာဉ်တို့ကအပြန်လဲဝမ်းမြူဖို့အတွက်ကြိုးစားနေကြပါတယ် ထိုကဲ့သို့ဗာမျိုးရာမိုးကြိုးတွေရဲ့ပုံစံမျိုးတစ်မျိုးပါပဲမိုးကြိုးဝိညာဉ်ဟာအကောင်းဝိမဲ့အပြည့်စုံသောမုတ်ပေါကိုရှေးအောင်မိုးကြိုးနှကားကလည်းအကောင်းဝိမဲ့ဝလင်းကသူနဲ့အတူအပြည့်ဝအောင် ပေါင်းစည်းရသေးပါဦးယခုချိန်မှာသူတို့နှုတ်စလုံးကအင်အားချင်းတူညီနေပါလိမ့်ဒေါသရကြီးနဲ့ဟင်းရောက်ရင်ဝလင်းရဲ့ရှေးအောင်မိုးကြိုးနှကားမူလာဝိညာဉ်ဟာမိုးကြိုးဝိညာဉ်ရဲ့တဝက်ကိုဝါမျိုးလိုက်ပါလိမ့်မိုးကြိုးဝိညာဉ်ဟာရုံကပ်ပြီးယူသွတ်သူလိုဖြစ်သွားကပြန်လဲဝါမျိုးဖို့အတွက်ကြိုးစားလိုက်ပါလိမ့်ဝလင်းရဲ့မူလာဝိညာဉ်ကနေဖယ်စီးထားတဲ့ရှေးအောင်မိုးကြိုးနှကားအစ်ဆက်တဲ့အကြီးနဲ့မိုးကြိုးဝိညာဉ်ကိုဆက်ကြည့်လိုက်ပါလိမ့်ထိုအစ်ဆက်တဲ့အကြီးကမိုးကြိုးဝိညာဉ် င်းကိုဂယူးမဆိုင်ပဲဝန်လင်းရဲ့မူလဝိညာဉ်ဟာဗဇက်ကိုထမှန်ပြီးတော့ဖင်လိုက်ပါတယ်ဝန်လင်းရဲ့မူလဝိညာဉ်ဟာအရင်အားလို့ပဲဝိညာဉ်ကိုစားတဲ့သဘောအားကရှိနေသေးပါပဲရှီယောင်မူဂျူနကာနဲ့ပေါင်းဆက်ပြီးရင်တော့ပို့ပြီးတော့ဆွန်ထက်လာပါတယ်နောက်ပြီးသူ့ရဲ့နှစ်ပေါင်းထောင်ချီတင်းညက်လာတဲ့ရက်ဆက်မှုကြောင့်မူလဝိညာဉ်ဟာအလွန်အမရက်ဆက်ကြံကြုတ်လာပါတယ်ဆက်လက်ဝါမြုံရဲ့မူဂျူဝိညာဉ်ခန္ဓာတစ်ပတ်ကိုဗဇက်တွေကိုထည့်ပြီးကြိမ်မွသွားအောင်လို့လှုပ်လိုက်ပါတယ် မွေးပုံတရံမူဂျိုဝိညာဉ်ဟာပူဆွေးစွာနဲ့အော်ဟစ်ပြီးခန္ဓာတော်ဝမ်းရဲ့လှိမ့်မြန်စွာဆုတ်ခွာသွားပါတယ်။မျိုးလုံးတွေထဲမှာယူသူမှုတွေဟာပြင်းထန်နေပါတယ်။အော်ဟစ်လိုက်တာနဲ့မြေရောက်ကနေမူဂျိုတွေဟာထွက်လာပါတယ်။စတူရန်ကွဲရဲ့အောက်မှာပို့ပြီးတော့ဆွန်ထက်တဲ့မူဂျိုရင်းမင်းတွေဟာရှိနေတယ်လို့ပါပဲ။အော်ဟစ်တန်တွေဟာကောင်းကင်ကမူဂျိုတွေဖြစ်လာပါတယ်။သူတို့ကဇရိုက်တခံမှုတွေကိုဖိပေါ့စေပြီးအကောင်နဲ့တုံခေါမှုလိုင်းတွေဟာဖြစ်လာပါတယ်။မူဂျိုတန်တွေဟာဆက်လက်ထွက်ပေါက်လာနိုင်အများ အာကုန်းတဲ့မုန်တိုင်တစ်ခုဟာဖြစ်ပေါ်လာပြီးရုတ်တရက်ပြန့်နှံ့သွားပါရင်ကြောက်တုံးအမြောက်များလည်းပြိုကျပြီးနောက်ပြန်ပြီးတော့တမှုခံလိုက်ရပါရင်ဖုံမိုးတွေအများကြီးကလည်းထွက်လာပြီးမယ်လေတွေကိုရောက်လာနေပြုတ်ကွဲသွားပါရင်ကွဲကျစ်သွားတဲ့ကြောက်တုံးတွေကတော့မိုးကြိုးတွေဝင်းရနေပြီးချက်ချင်းပဲပြုတ်ကွဲသွားပါရင်မျက်စိတမိတ်တွေမှာဝလင်းထိုင်နေတဲ့ကြောက်တုံးကလွဲလို့လေတောက်ကွက်ပေါ်ကကြောက်တုံးအလုံးကပြုတ်ကွဲသွားပါရင်ဒူဝရရင်မုန်တိုင်ကတော့ထုံနေရာမှာမရက်သွားပဲဆက်လက်ပြီးတော့ပြန့်နှံ့နေပါရင် ထုတ်လုံငန်းစဉ်အတွင်းမယုံမဝတ်ထားတဲ့မိုးချိုးစွာကမိုးချိုးဝင်းညင်စီကိုဥတီပြီးသောစစင်းလာပါတယ်မိုးချိုးကောင်းကင်ဘုံကြောင့်ရဲ့အပေါ်မှာကောင်းကင်ပြည်ထန်ကြောက်လာသလိုပဲအနီးနားချင်းချင်းသူအားလုံးရဲ့မျက်နှာတွေကပြောင်းလဲသွားပြီးအလင်းမြန်နဲ့ဆုတ်ခတ်သွားပါတယ်ဘိုးဘေးတွေရဲ့မျက်လုံးတွေကတော့တော့ပါလာပါတယ် မုံတိုင်းကထမှန်ပြီးတော့ပြန်လည်လာတဲ့အများစူတောင်းဖျောက်ပေါ်ကအဖိုးကြီးအလုံးရဲ့မျိုးလုံးတွေကကျင်းသွားပါတယ်။မိရောက်တခင်ကခါတိတဲ့အပြုံနဲ့ညာလက်ကိုမြှောက်ပြီးတော့ဖိလိုက်ပါတယ်။မိုးချိုးတန်တစ်ချက်ကလည်းထွက်လာပြီးပြန်နှံ့နေတဲ့မုံတိုင်းကပြက်ကွက်သွားပါတယ်။ယခုချိန်မှာအစုံမဲ့မိုးချိုးတွေကမိုးချိုးဝိညာဉ်တွေကိုစီးစင်းနေပါတယ်။မိုးချိုးဝိညာဉ်ရဲ့တဝက်ကိုမြှထားလိုက်တဲ့ဝင်လင်းရဲ့ရှေးရုံမိုးချိုးနကမူလဝိညာဉ်ကရုတ်တရက်တစ်စုံတစ်ခုကိုခံစားလိုက်ရပါတယ်။ ဝလင်းကအရင်ကဒီလိုခန်းစားချက်မျိုးမခန်းစားဘူးပါဘူး။သူကရင်သူကမြူထားလိုက်တဲ့မူဂျိုဝိညာဉ်တော်ကသူ့ရဲ့မူလာဝိညာဉ်ထဲမှာအစုံမဲ့မူဂျိုတွေအဖြစ်ပြောင်းလဲသွားတဲ့အခါထူခန်းစားချက်ကိုမခန်းစားနိုင်တော့ပါဘူး။သူကိုယ်သူမထိန်ချုံနိုင်တော့တဲ့ဟင်းယောက်တန်တစ်ခုကရှင်းနေသလိုပါပဲ။ထူရာဝလင်းရှေးအောင်မူဂျိုငကားရဲ့မူလာဝိညာဉ်ကိုရရှိခဲ့ပြီးတဲ့အခါထုတ်လုပ်ခဲ့တဲ့ပထမအုပ်ဆုံးမူဂျိုဟင်းတန်မှာ ထိုဟိန်းသံဟာမိုဂျိုကောင်းကြီးပုံကြောင့်ဖြစ်တမ်းပြီးကဘာမှာမိုဂျိုသံတစ်ခုအဖြစ်အမြဲတမ်းတည်ရှိနေသလိုပါပဲယခုထိမှထိုသံမိုဂျိုသံဖြစ်ပြီးမိုဂျိုအလုံးကထိုသံကိုနာခံရပါမယ်ရှီယောင်မိုဂျိုနကမိုဂျိုတွေကိုထိန်းချုပ်နိုင်တဲ့အကြောင်းရင်းကသူ့ရဲ့ဟိန်းသံကြောင့်ပါအရင်ကဝင်လင်းကရှီယောင်မိုဂျိုနကနဲ့လုံလောက်အောင်ပေါင်းစည်းနိုင်သေးတဲ့အကြောင်းထိုဟိန်းသံကိုမတုံးနိုင်ခဲ့ပါဘူးထိုကြောင့်မိုဂျိုတွေကိုတကယ်ထိန်းချုပ်နိုင်ခြင်းတော့မရှိခဲ့ပါဘူးဒါဝရင်ယခုတော့မိုဂျိုဝိညာဉ်တော်ဝက်ကိုဝါမြူပြီးရဲ့နောက်မှာဝင်လင်းကဟိန်းအောင်လိုက်နိုင်ပါတယ် တစ်ချက်ဟင်းရောက်ပြီးရတော့ကောင်းလေးနဲ့ကဘာမီရဲ့ဆောင်ကပြောင်းလဲသွားပါတယ်မိုးကြိုးဝင်းညင်စီကိုစုဝေးနေတဲ့မိုးကြိုးအလုံးကလည်းတုံရင်သွားပြီးဥတ္တရာပြောင်းသွားပါတယ်ဖျားဖူးသွားကြသူလိုပဲဝလင်းရဲ့ရှေးအောင်မိုးကြိုးနကားမူလာဝင်းညင်စီကိုအလူရက်နဲ့ပြုံးဝင်သွားပါတယ်ပုံဝင်းချင်းကချင်းချင်းတို့အလုံးဝင်မျက်နှာကလည်းလုံအောင်ပြောင်းလဲသွားပါတယ်စူတောင်းဖျားဘူကအဖိုးကြီးတရားနာကိုအန်းတင်သွားပါတယ်သွေးနဲ့ဖျားရဲ့မျက်လုံးတွေကလည်းတောက်ပလာပြီးအစ်ဆက်သွားပါတယ်ချင်းရွှေရပထမဆုံးအကျင့်ဖြစ်ရေမောလိုက်ပြီးတိတ်ကောင်းတယ်သူကပြောလိုက်ပါရင်ရှေးဟောင်းမူကျုံနှကောင်းမူလာဝဉ္ဉေ ျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်